စစ်ကောင်စီငားယမ်းထားတဲ့ lobby ကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်ရေးမြမရေးဆောင်ရွက်နေတဲ့အစုအဖွဲ့64ခုကအမေရိကန်လွှတ်တော်ကိုအိတ်ဖွင့်စာပေးပို့ခဲ့ပါတယ်။သုတချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။စစ်ကောင်စီကဩဂတ်လမှာအမေရိကန်ခြေစိုက် lobby company GCN group ကိုတနည်းဒေါ်လာ3000ပေးပြီးငားရမ်းထားတယ်လို့ PR company ဖြစ်တဲ့ Magion group ကိုလည်းတစ်လဒေါ်လာ6000ပေးပြီး6လစာချုပ်ထားတာပါ။ စစ်ကောင်စီကမြေရှားတပ်သူမဲ့လုံးနဲ့အမေရိကန်အစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားနေတယ်လို့အမေရိကန်နဲ့တရုတ်နဲ့နိုင်ငံအကြားဆက်ဆံရေးမကြည်ညိတာကိုလည်းခွင့်ရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်စစ်ကောင်စီကလည်းဒါရဲ lobby ကုမ္ပဏီတွေရဲ့ခြေလှမ်းတွေကိုတံပြန်နိုင်မှုနဲ့မြေပြင်ကမြန်မာပြည်သူတွေရဲ့တကယ်အခက်အခဲတွေကိုအမေရိကန်အစိုးရနဲ့လွှတ်တော်ကသိရှိဖို့မြန်မာရေးလှုပ်ရှားတဲ့အဖွဲ့အစည်းတွေတိုင်းရင်းသား community တွေနဲ့ဘာသာရေးအဖွဲ့အစည်း94ခုလိုက အောက်တိုဘာ28ရက်နေ့မှာအဖွဲ့ပြည်သားစာအုပ်ထုတ်ပြန်ခဲ့တာပါ ဒေတာစနဒေနူဘမနေနေမှာအိပ်ဖွင့်ပေးတာနဲ့ပတ်သက်ပြီးတင်းနာရှင်နေမွေးတည့်ရထမှန်ပြုလုပ်ခဲ့ပါတယ်စစ်တပ်ကိုသူတို့တွေရဲ့ sanction လောက်တာပေါ့အဲ့လိုမျိုးနည်းနည်းပို့ပြီးတော့ harsh ဖြစ်တဲ့ policy တွေကမအောင်မြင်နေဘူးအဲ့ဒါကြောင့်မလို့တရုတ်ဘက်ခြံသွားနေပြီဆိုပြီးတော့ဒီစစ်တပ်ကိုသွားပြီးတော့ engage သွားပြီးတော့ positive engagement တွေသွားလုပ်ဖို့ကြိုးစားမှာကိုကျွန်တော်တို့တော်တော်စိတ်ပူတယ်ဗျာဒီ effort တွေအားလုံးကကြတော့အဲ့ဒါကို counter လုပ်ဖို့တော့ပေါ့နော်ဒီလိုမျိုး American အစိုးရလည်းတွေးနေတဲ့အချိန်မှာလည်းစစ်တပ်ကလည်းအဲ့ဒါကိုနားလဲတော့သူတို့တွေက ဒီဘက်ချမ်းမှာ lobbyist တို့ PR firm တို့တွေခေါ်တာပြီးတော့လို့အဲ့ချိန်မှာကျွန်တော်တို့တွေရဲ့ဒီ US diaspora ရဲ့တာဝန်ရှိတာဒီစက်တပ်ကဒီဥစ္စာတွေပြောနေတဲ့ဥစ္စာတွေအားလုံးလိမ်နေတာပေါ့သူတို့တွေဘာမှလည်းလုံနိုင်မှာမဟုတ် stability ပေးနိုင်မှာလည်းမဟုတ် America တို့ဘာမှအကောင်ထွက်လာမှာလည်းမဟုတ်ဆိုတော့အဓိကအဲ့ဒီ messaging ကတော့အဲ့ NDA ရှိနေလို့ပေါ့နော် American government engage လုပ်မှာအဲ့ဒါကျွန်တော်တို့တွေဆက်ပြီးတော့ engage လုပ်နေပါတယ်ဒီစားလည်းအစားပဲရှိသေးတာပါဗျာ အခုပေးပို့တဲ့အိတ်ဖွင့်ပေးတာကိုအမေရိကန်အစိုးရနဲ့လွှတ်တော်ကအရေးပါတဲ့တာဝန်ရှိသူတွေလက်ထက်ရောက်ပြီးဖန်နိုင်ဖို့တည်ဖို့အထိမြန်မာရေးဆောင်ရွက်သူတွေကကြိုးစားနေတယ်လို့ဆိုပါတယ်။အစိုးရနဲ့လွှတ်တော်သားမကအမေရိကန်နိုင်ငံသားအခြေခံပြည်သူတွေပါမြန်မာရေးကိုတည်နာလဲအောင်အမေရိကန်ရောမြန်မာတွေကကြိုးစားအသိပေးနေကြတာပါ။ဒီတူတော်လာရဲ့အဖွဲ့အစည်းအားလည်းအဲမြန်မာနိုင်ငံရဲ့ဒေတာတော်တော်များများကိုလွှမ်းမိုးထိန်းချုပ်ထားတာဖြစ်တဲ့အထူးသဖြင့်ပေါ့ Red Art Trade ရဲ့အဲဒေတာတွေက စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်စစ်တပ်ရဲ့အထိန်းချုပ်ထားမှုအောက်မှာရှိရမဟုတ်ဘူးဆိုတဲ့အချက်တွေကိုလည်းကျွန်တော်တို့ဖော်ပြထားတာဖြစ်တယ်။ကာတလီကျတော့ကျွန်တော်တို့အားလုံးသိတဲ့အချက်တွေကအမေရိကန်နိုင်ငံအစိုးရနဲ့အမေရိကန်နိုင်ငံလက်လွှတ်တော်မှာရှိတဲ့သူတွေတည်ပြီးသားလို့ကျွန်တော်တို့တွေကကာတလီမှာမှားယွင်းမှုယူဆပ်တတ်တယ်ပေါ့နော်။သူတို့တွေမှာလည်းကိစ္စရက်တွေကအများများတဲ့ခါကျတော့ကျွန်တော်တို့သိတယ်လို့မျိုးသူတို့အရာအားလုံးကိုအသေးစိတ်သိနေရတော့မဟုတ်ဘူးပေါ့လေ။ဒါကြောင့်လေကျွန်တော်တို့တွေကဒီသူတို့အနေနဲ့တည်တည်ထိုင်ထိုင်တဲ့အချက်အလက်လေးတွေကိုအခုလိုမျိုးစာရေးသားပြီးတော့ပေးပို့တာ che parelo အမေရိကန်ရောမြန်မာရေးဆောင်ရွက်သူတွေကစစ်ကောင်စီရဲ့အထူးရောင်ယူကောက်ပွဲမြေပြင်ကဆစ်ရသွမှုတွေနဲ့တပ်ဖြတ်မှုတွေ lobby ကုမ္ပဏီငှားရမ်းတာတွေအပါအဝင်တင်းချက်လက်အတိပေးစာတွေကိုအမေရိကန်လွတ်တော်နဲ့နိုင်ငံသားရေးဝန်ကြီးဌာနစီဆက်တိုက်ပေးပို့နေပါတယ်။ရန်သူကိုပြန်ပြန်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။အဖြက်လုတဲ့ဟာတွေပေါ့နော် advocacy မှာလည်းအဖြက်လုတဲ့လူတွေအဖြက်လုတဲ့ဖွဲ့စည်းရေးဆိုတာရှိပါတယ်။အဲဒီဟာတွေကိုလည်းကျမတို့တွေကတစ်ဖက်ကနေပြီးတော့မှလိမ္မာပါနဲ့ဆိုတာနဲ့ပြန်လဲပြီးတော့တုံ့ပြန်ရတဲ့ကိစ္စတွေရှိရပေါ့နော်။အားလုံးဟောင်း colony ဖြစ်ပြီးတော့ coordinate ဖြစ်ပြီးတော့လုံနိုင်ဖို့အတွက်ကျမတို့တော်လှန်ရေးအတွက်အများကြီးအရေးကြီးပါတယ်လို့ ပြီးခဲ့တဲ့လပိုင်းတွင်အတွင်းမှာပြည်တွင်းပြည်ပမြန်မာရေးဆောင်ရွက်သူတွေစုပေါင်းပါဝင်တဲ့ Global Meeting တွင်အချိန်ချင်းခေါ်ယူခဲ့ပြီးပြည်သူ policy ခုနှစ်ချက်ချမှတ်ထားတာပါနိုင်ငံတကာတန်တမန်တိုင်ဝမ်နဲ့အစိုးရတွေရဲ့ပုံမထောက်ခံအားပေးမှုရရှိရေးစစ်ကောင်းဆောင်တွေကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတွေကိုတင်ပို့နိုင်ရေးအတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ရေးရှင်းနံတဘာဝတန်ခွေနဲ့တင်ရသာသာလုပ်ငန်းတွေမှာစစ်တပ်ကိုဝင်ငွေရအောင်ကူညီပေးနေတဲ့ကုမ္ပဏီတွေကိုပြင်းပြင်းထန်ထန်ရေးယူနိုင်ဖို့ တမ်မတ်ကြီးဦးကျော်မွန်ထွန်းကုလမာရာလူတောင်ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအမေရိကန်ဘူဘန်ကထိန်းချုပ်ထားတဲ့မြန်မာနိုင်ငံပိုင်ငွေဒေါ်လာတန်းတစ်ထောင်ကိုຫນွေဦးဒေါ်လာရေးအတွက်အသုံးပြုခွင့်ရဖို့အမေရိကန်ဆိုရရဲ့အထောက်ပံ့တွေဥပဒေဖြစ်ကနေအမြန်သက်ဝင်မီမြေပြင်ကိုရောက်ရှိစတဲ့ချက်တွေဖြစ်ပါတယ်ကျွန်တော်ဒုတာချမ်းသာပါ